business and economy ဒေါ်လာတန်းချီရှုံးတဲ့တရုတ်ညှက်စစ်ပစ္စည်းစီးပွားရေးတမားတွေဘလို့တုံ့ပြန်နေတယ်ကဘာပတ်အမေရိကန်မိနန်က uh, stock option စီးပွားရေးပညာရှင် channel ကကြိုဆိုပါတယ်ပင်နေရကြည့်နေတဲ့ကုမအမရေးတာပါ Southern Chinese city of Zhongshan is a major manufacturing hub for home appliances. For years, much of its products headed straight to American homes.

we have um, five big buyers. Only one of them stock here about 30 container. I think totally is about 5 million US dollars. What does that mean? သူမှာအကြီးမားဆုံးပဲလူက9ယောက်ရှိတယ်။9ယောက်မှာတယောက်တော့ပဲရက်တဲ့။ US တွင်းကုန်အခွန်ပေးရအောင်။အခွန်ပေးရတဲ့အတွက်ကြောင့်မပေးနိုင်တဲ့ဝယ်တဲ့လူတွေရောရက်တယ်တော့။ရက်တယ်တော့ကွန်တိန်နာဘယ်နှခုရောရက်တာလဲ။ကွန်တိန်နာ30ဆောင်ရက်တာ။အဲဒီတော့ US ဒေါ်လာအနေနဲ့ဆို5 million တော့ တက်နေပါတယ်ဒီ warehouse မှာပစ္စည်းရအများကြီးเนาะအိမ်သုံးချက်ပစ္စည်းတွေ oven တွေပေါ့နော်မီးဖိုတွေအများကြီးရှိပါတယ်ဒီလိုမျိုးတရုတ်နဲ့အမေရိကန်ကမ္ဘာနဲ့စီးပွားရေးနဲ့ company အကြောင်းကိုသိချင်ဆိုရင်ဒီ channel ကို subscribe လုပ်ကြပါ For the US, how much market share do you have in the US? I occupy about 10% of all the market. Wikis. Market share ကတော့10%ရှိပါတယ်။အာဗန်ဆိုဒါလေးပေါ့။ကျင်းတဲ့ဆက်တွေရှိတယ်။အများကြီးလုထားတယ်။ တန်ပါဆက်ဆိုမစိုးပေါ် products now face up to 55% in tariffs It makes of Trump's first term policies new levies linked to fentanyl and blanket tariffs on most countries ဒီအရတော့အခွန်ကောက်တဲ့ဟာ Section 301 tariff က25%ကောက်တယ် fentanyl tariff က20%ကောက်တယ်ကျန်တဲ့ universal tariff president trump ပို့ထုတ်ထားတာเนาะရှိမဘယ်နိုင်ငံတင်သွင်းတာတင်သွင်းတာ10%အဲ့တော့စုစုပေါင်း55%သူ့ရဲ့အခွန်ပစ္စည်းရပိုပြီးစေးကြည့်ပါအဲ့တော့အမေရိကန်စားသုံးသူတွေကဘယ်လောက်ပို့ပေးရဆိုရင်55%ပို့ပေးရတရားနာပစ္စည်းဆိုရင်တရား95%အနည်းဆုံးပို့ပြီးတော့ပေးရမှာပေါ့တခါလေကြရင်သူ့ဈေးလျှော့လျှော့မယ်တခါလေကြရင်အမေရိကန်ဘက်တင်သွင်းတာနဲ့ကုမ္ပဏီကဈေးလျှော့လျှော့မယ် နည်းနည်းလေးပဲရှော့ရှော့ပါအများကြီးမရှော့ဒါပေမဲ့ကျင်းနေတာ55%ဝင်းကြီးပို့ပြီးပေးရမှာတော့ကျင်းနေအရင်ရတဲ့စီးတော့ပို့ပေးရမှာတော့ကျင်းနေ session 3 over table ဆိုပါ session 3 over table ကတချို့နိုင်ငံတွေမတရား USA အာပို့ကုန်တွေကိုအခုကောက်လာဆိုရင် USA ကပြန်ပြီးတော့ကောက်လာအဲ့ဥပဒေကခွင့်ပေးတာ session 3 over federal law က federal law နဲ့ပတ်သက်တဲ့ table တွေနော်မူရင်းစေဝါထုတ်ရပစ္စည်းအဲ့ဒါမျိုးအဲ့ဒါရေဆိုတော့ ဟိုမကျင်တဲ့လူကြောင့်နော် President Trump ကမကျင်တဲ့လူကြောင့်ကောက်တာ20% 10%ကအဲဘယ်သူပဲဖြစ်ဖြစ်တခြားနိုင်ငံက PC ထုတ်ပြီးတော့ US ကိုတင်သွင်းမှာဆို10%အဲအားကြောင့်55%ဖြစ်ပါတယ်အဲ့တော့ပလေးတိုင်ရရတော့ဒီလိုမျိုးစီးပွားရေးပညာရှင်စီးပွားရေးတမားဖြစ်မှဆိုရင်ပလေးတိုင်ရဘလိုမျိုးဒီလိုမျိုးအခွန်ရှောင်မဲ့နေတာတွေလုပ်မယ်ထင်ပါတယ်ကိုမအောင်ပါဒေတာပါ countries your clients, what are they saying? They even feel anxious because they know I will not lower down the other price. And they know the tariff we will shoot up by themselves. Ricky's clients include Walmart, mm. the world's largest retailer, whose CEO recently warned price hikes are hard to avoid given the reality of narrow retail margins. မဲသူကကစတမာဝေါ်မရှိစရာဝေါ်မနော် US မှာအကြီးမားဆုံးစူပါမားကတ်ချိန်ပါတယ် အာသူဈေးလျှော့မလားဈေးမလျှော့ဘူးနော်ဈေးမလျှော့ဆိုတော့ဈေးမလျှော့ဆိုတော့အေးမတက်နိုင်ဘူးအမေရိကရောင်းတဲ့လူကဈေးတင်ရမှာဝေါ်မာကလည်းဈေးတင်ရမှာ retail ဆိုတော့လေ retail store ရဲ့ margin တိတိလေး3% 5% 10% 10%ကောင်းနေတော့အဲ့လောက်မရှိအဲ margin တိတ်တိတ်စီးပွားဖြစ်တဲ့ကြဘာမှတိတ်လျှော့မရအများတော့ပြ3% 5%တော့ပဲဒါမှမဟုတ်အလေလို့ရှိမယ်အဲ့လိုမျိုးဒုက္ခရောက်ရရှိရအခါကျရင်အများကြီးဘာမှတိတ်ပြမကြတော့ဒါပေမဲ့ company အရန်ကြီးရတဲ့ကြောင့် သူက volume နဲ့ရောင်းတာညံ့ညရောင်းနေတယ်ညံ့ညအမျက်ရတယ် percent နဲ့နေပေမဲ့3% 5%ဆိုပေမဲ့เนาะပစ္စည်းတန်းချီတန်းချီရောင်းရတဲ့ကြောင့်ဒေါ်လာเนาะဒီနယ်နဲ့ချီအများကြီးအများကြီးဝင်တာပေါ့ revenue အများကြီးဝင်တယ်ဒါပေမဲ့သူက supplier ကဈေးမလျှော့တာဆိုတော့ Ricky ကပြောတယ်ဈေးမလျှော့တာဆိုတော့ဟိုတင်းတွင်းတဲ့လူတွေ warm up ပဲဈေးတင်ရမှာအဲကြောင့် warm up CEO ကဈေးတင်ရတာပဲပြောတယ်။တော့မကြဘူးဈေးတင်တော့မှာနောက်လာကြရဈေးတင်တော့မယ်။အဲရောပရိသတ် B C 的位置啊，是，你都 B C，认识 B C 的位置啊，是所谓，库里啊，就比较伟大吧。那我本来是说不备备啊么，备料所谓，啊，哦，B C 的缺了那么么，那如果没那么多年呢，你嘞备 B C 的时间里面够吗嘛？其他吧。Are hard to avoid given the reality of narrow retail margins。今天的这个计划呢，都是有几条线转转产越南的产件，这个是八百台，八百套，一定要及时入库。 To cushion the blow from tariffs, Wiki's factory, like many others, is moving some production overseas. In China, we in charge about the developing the tooling, and then we also make some key components from China and then ship to Vietnam. In Vietnam, we do some simple assembly and also some productions there. We also need to find more buyers. For example, these items belong also from Europe. It's all အခွန်ရှောင်မိုးတွေတချို့ပစ္စည်းတွေတက်စင်တာပေါ့ဗီယက်နမ်သူရွှေ့တယ်ဗီယက်နမ်ရွှေ့တော့ဗီယက်နမ်မှာဘာလုပ်လဲဆင်ပက်ပေါ့နေတက်စင်တာပဲလုပ်တယ်အာသူဒီမှာဒီမှာအဓိကလုပ်တာကပစ္စည်းတွေတခြားထုတ်တာနော်တရုတ်ပြည်မှာဘာကြောက်အဲ့လိုမျိုးပစ္စည်းထုတ်ရမှာကြာမှမသိတယ်မင်းပစ္စည်းတွေထုတ်တယ်တိတိချာချာဟိုတက်စင်မဲ့ဟာကြောင့်ဗီယက်နမ်မှာသွားပြီးတက်စင်တယ်ပြီးတော့မှဗီယက်နမ်ကနေတက်စင်

as factories raised to deliver during the 90 day tariff reprieve. Right. Now, products like these that are highly customized, they come in all sizes and shapes. Uh, automation only goes so far, and skilled labor are very hard to come by. And that's why, even with the same production line now existing in Vietnam, China's production line is twice as efficient. ူတနေ့ IPC အခုတထောင်တယောက်တထောင်ပြရလို့ရအဲ့တော့ PC တခုကိုစက္ကန့်30ပဲသူတာဝန်ကြကြရစင်လောက်ရပါဘောเนาะအဲ့ရောဆိုတော့ VNL နဲ့တရုတ်နဲ့ရှင်နေတာတရုတ်က scale labor ပို့ပြီးတော့များတယ်ကျွမ်းကျင်လုပ်သားတွေပို့ပြီးတော့များတယ်ဈေးရပို့တက်တာတက်တာကြောင့်အဲ့ခေတ်က VNL အကုန်ရှင်းတာမဆိုရင် ဈေးကနှစပိုပြီးဈေးကြည့်မှာအာအဲ့တော့တရုတ်ကတော်တော်လေးနီးပညာတုတ်တဲ့ဟိုလုတ်အားခတဲ့တက်ကြွတဲ့အလုတ်သမားတွေပေါများရဆိုတော့เนาะဒါတော်တော်လေးဈေးတက်တာပေါ့အဲ့တော့ပြောရမှာဆိုတကဘာလို့ကတရုတ်အသားယူနေတယ်ဟိုပြောလို့ရတယ်ဟုတ်တယ်မလားပလေးတက်ရောဘလူးတဘောရပါတယ်ကိုမမရေးတာပါ I suppose if you 100% made in Vietnam the price is much more much more higher than in China. They cannot compare with China. Can the US live without Chinese appliances? I don't think so. Vietnam ကတရုတ်ရှုံးမြာဘာကြောင့်ပိုပြီးအရင်စီကြည့်လူရဲ့အဲ့လိုကြီးကျွမ်းကျင်တဲ့လုံသားရဲ့အဲ့လိုမမြအောင်တက်နော်ဂျီမမြအောင်ရဲ့ USA ကနေပြီးတော့တရုတ်မရှိဘဲနဲ့ USA နေနိုင်တာလေအဲ့လူရဲ့ပပြဖြေတဲ့ဆိုမနေနိုင်ပါဘူးပဲပလိတက်ရောဘယ်လိုသဘောရပါလဲတရုတ်မရှိရင်အမေရိကန် I don't think so. In northern Zhongshan, this is Dongfang, a single town with over 8,500 companies in the home appliance supply chain. And along Dongfang，所以話咧，暖暖配暖氣嘅，咁你講嘛就係因為系統咧就咩啊冇，home appliances in အိမ်သုံးပစ္စည်းတွေနော်ညက်စစ်ပစ္စည်းတွေအများကြီးအများကြီးအာထုတ်တဲ့နေရနော်အဲ့တော့တွက်ကြည့်မယ်စသမြို့ကဘယ်နားရဲဆိုတော့ဒီနားမှာသုံးဖန်းကျုံဆန်းကဒီနားမှာတွေ့လားဒီဘက်နားမှာအာကြည့်တော့ဆိုရင်ဘယ်တော့မှပါကွမ်ကျိုးဆိုတော့ကပ်ပီတယ်စီးတီးနော်ကွမ်တုံးဆိုတော့ပြည်နေဆိုတော့ခဏကြားတယ်ဆရာဒီဗီဒီယိုအများကြီးလုပ်ထားပါတယ်ဒီ channel မှာဒီဗီဒီယိုပြီးသွားရင်တရုတ်နဲ့ပတ်သက်ဗီဒီယိုသွားကြည့်လို့ရတယ်ကွမ်တုံးဆိုတော့ manufacturing hub တကဘာလုံးမှာပစ္စည်းရဲ့အားလုံးကဒီ ပြည်နယ်ကလာတာအမှကြည့်တယ်ကွမ်တုံးအာဆက်သွားနေမှာဆိုရင်ဒီမှာကွမ်တုံးပြရကွမ်တုံးဆိုအဲ province ကြီးမှာပြည်နယ်ကြီးပေါ့ကွမ်ကျိုးဆို capital city အာမြို့တော်ကြီးပေါ့မြို့တော်ကြီးအာဒီမှာတုံးဖားဆိုကွမ်ကျိုးရဲ့အောက်မှာရှိတယ်ဆိုတော့တုံးဆန်းတဲ့မြောက်ဘက်မှာရှိတယ်ဆိုတော့ company ပေါင်း8500ကျော်ရှိတယ်ဆိုတာပြောတာအဲဆိုတော့အိမ်၃ပစ္စည်းနဲ့စစ်ပစ္စည်းရေဘုံလောက်ရှိထောင်းလာအဲရှိထောင်းလာကဒါတရုတ်ဘယ်လိုမျိုးဒီအခွန်တွေကြောက်ဒုက္ခရောက်နေတာဟိုဘယ်လိုမျိုး container orders companies are also learning to handle smaller direct to customer shipments here at the Dongfeng town government a new cross border e-commerce association has been set up to help companies make that shift Huang Long makes luxury cabinets for wine and cigars. Half of his exports go to the U.S. စောစောဟာတာဟိုကက်ဘိနက်ဝိုင်းနဲ့စီကားထည့်ကက်ဘိနက်နော်တက်ဝက်လောက်ပါ USC ကိုတွားလာအာအခုအရင်ကဆိုရော USC ကကုမ္ပဏီစီတဆင့်ရောင်းတယ်အခုကျတော့ USC customer စီကိုတိုက်ရိုက်ရောင်းဖို့သူပြင်ဆင်နေကြပြီနော်ဒီ local အစိုးရကလည်းမြို့ပြည်မြို့ပြည်နဲ့အစိုးရကလည်းသူ့ကိုအားပေးတယ်နော်အမေရိကန် စားတုတ်သူတွေစီဓာတ်ရဲ့ရောင်းနော်ဓာတ်ရဲ့ရောင်းကိုအားပေးတယ်ဓာတ်ရဲ့ရောင်းဆိုရင်အလဲကအမေရိကန်စီးပွားရေးတမရေကုမ္ပဏီရေအလုံးမရတော့ပေါ့ဟုတ်မှာဓာတ်ရဲ့ရောင်းရတော့တယောက်တက်တာပါမှာဆိုရင်ဈေးရတက်တာပါမှာဟုတ်တယ်မလားဈေးတက်တာပါမှာဆိုရင်အေးစားတုတ်သူကအခွန်ပေးရမှာဆိုတော့အခွန်ပေးရတာရိုးရိုးအခုစိုင်းမှာတော့ဝယ်တယ်နော်ဝေါ်မှာပဲဖြစ်စေအာဒီပါမတ်စတော့တာဂက်ပဲဖြစ်စေအာမေစီတို့ရှိမှဒီပါမတ်စတော့တော့ဝယ်တယ်အဲ့ဝယ်ရဆိုတဆင့်နေဂျာကတော့တဆင့် စားတယ်ဟုတ်တယ်မလားအခုမစားတော့ဓာတ်ရင်ရောင်းရဆိုပွက်တိတ်မယ်အဲ့ဒါဆိုရင်ဈေးကနည်းနည်းတက်တာပါအာတရုတ်ရညံကြံဖန်တွေရနော် customer ကိုရအောင်အဲ့လိုညံအများနဲ့တီထွင်ညံဆိုရှိရပလိတ်တိုင်ရောတခြားဘယ်နည်းနဲ့တရုတ်လေတီထွင်ပြီးတော့ customer ပို့ရအောင်လုပ်မထင်ပါနဲ့ခုမှမကြီးတာပါ Half of his exports go to the US. But in tough times, domestic e commerce has been a lifeline for his work. Our products are non essential. When prices rise, consumers tend to cut back, so tariffs hit us harder. We've been in domestic e commerce since 2011. The local market is still huge. Now the town is pooling our supply chain resources together to build a brand for overseas markets. Uh, who do ဈေးတက်တယ်ဆိုရင် customer ရဲ့မဝဲတော့ဘာလို့မလို့လို့မောက်မလို့မလို့အဲ့ဒါဟုတ်မှာဆိုတော့ why ထဲတဲ့ဟာမျိုးတွေဆိုတော့စီကားထဲတဲ့ PC ကဒါချမ်းသာတဲ့တထဲတွေပဲအိမ်မှာအလှထားတာလားနော်ဟိုမလို့အောက်ဆိုရင်မဝဲတော့အဲ့ရောအခုအခုနေမှာဈေးကြည့်ရဆိုဈေးအရင်ကြည့်ပါလိမ့်စီးပွားရေးကမကောင်းဆိုတော့ဘာဖြစ်လဲအာလူရဲ့မဝဲကြတော့အမေရိကန်ရဲ့ပါတာပေါ့နော်ဈေးကြည့်ရဆိုတော့အဲ့ရော तू e-commerce online shopping တရုတ်ပြည်မှာဟာနေကို तू အဓိကအားကိုးနေနော် Also, Just 20 minutes away in a town called Nantong, another company is taking a different path, doubling down on being the world's factory, a cutting edge one. So, so is a new model. Minute 20, we are so so အဲ့ company တခုကတော့စနစ်အစ်စ်လုပ်နေတယ်တကဘာလုံးရဲ့စက်ရုံဖြစ်အောင်သူကစ조사တယ်เนาะအဲ့조사တယ်ဆိုတော့အဲ့ရောနားရှိတယ်ဆိုတော့တွားပြီးတော့ကြည့်မယ်နန်းထိုဆိုတာဒီနားမှာရှိတယ်အာမကြီးနန်းထိုဒီမှာတုံးဖက်နဲ့တိတ်မကွာအောင်เนาะမိနစ်20ပဲမိနစ်20ဆိုတော့ဒီမှာချောင်းလေးခူးလိုက်အောင်ပဲเนาะဒီချောင်းလေးခူးလိုက်အောင်ပဲဒီမှာကြည့်ရာညာ ဆွေတောင်းတယ်နော်ဒီချောင်းလေးခူးတိုင်းရောက်ပြီကျုံဆန်းနဲ့မြောက်ခံမှာအာအများပဲသူစိတ်ယုံအများပဲတော့နော်ဒီကွမ်သုံးပြီနဲ့ဆိုတာစိတ်ယုံလည်းအများအများရှိအဲ့ဒါလား तू ကဟိုကဘာစိတ်ယုံဖြစ်အောင်လုပ်ဘာလို့ဘလို့နည်းတဲ့ပြုံးမယ်နီးပညာတူတော်လုပ်မယ်သူများတဏ္ဍာရောပစ္စည်းဆယ်ခုထုံနိုင်ဆိုရင် तू ကအခုတရာထုံနိုင်အောင်ကြိုးစားရတယ်ဘလို့ကြိုးစားတယ်ဆက်ပြီးတော့ကြည့်မယ်

Today, advances in AI, automation, and robotics have made China's manufacturing efficiency world class. For large scale production, that means lower costs. Our high end products now rival or even surpass brands from Japan, Korea, Europe, and the US in both tech and design. With that edge, we're steadily gaining ground in global markets. တုံးတယ်ဆို AI ရေတုံးတယ် technology တုံးဆိုအကြီးအများကြီးထုတ်တယ်ထုတ်တော့ဈေးတက်တာပေါ့နော်ပြီးတော့အချိန်တန်နိုင်ဆိုရင်အစာပေါင်းများစွာထုတ်နိုင်တဲ့အတွက်ကြောင့်သူကဂျပန်လို့ဆိုဆိုပြင်သစ်လို့ USA ကထုတ်လက်လူတွေတော့ပို့ပြီးတော့တာအောင်ထုတ်နိုင်ဈေးရေတက်တာလည်းပို့ပြီးတာအောင်ထုတ်နိုင်နော်သူက CEO Home Appliances အင်ဒိုပစီရောင်းတဲ့အာကုမ္ပဏီရပါနော်ပလေးတက်ရောအင်ဒိုပစီရဲ့ဝယ်တာ brand ကြည့်ပါရဲ့ All the, persons, all the buyers want to ship more. Just days after a visit, most of Ricky's inventory was shipped at the request of U.S. clients. Some even placed new orders, hoping to beat the 90 day deadline. China and the U.S. are rolling back most of the tariffs imposed since early April. For many companies, the tariffs are still steep. The hope is that more duties are lifted after the 90 day cooling period. In the meantime, companies are bracing for a long fight, building factories overseas, exploring new markets, and doubling down on innovation. The pressure is real. So is the determination to keep moving and keep winning. US နဲ့90တဲ့ရ60ကိုရတဲ့အတွက်ကြောင့်အဲ US က customer တွေက order ထပ်ပြီးပါအဲ့တော့စောစော Ricky ရဲ့စက်ရုံက warehouse မှာရှိတဲ့ PC ရဲ့တော်တော်များများရယ်ရှစ်ပြီးပါပြီတချို့လူတွေဆိုရင်တချို့ company တွေဆိုရင်အစ်တတော်ထပ်ပြီးတော့မှာနေတယ်အစ်တထပ်မှာရ60အတွင်းမှာเนาะ PC ကျိုးမှာလားခဏလေးနားထောင်ဟုတ်ရ60ပြီမှာဘယ်လိုဖြစ်မှာမသိခဏညာ APC ဟိုမှာလာအစ်တတွေအော်နာရောပြန်ရတယ် အာအဲ့လာကြောင့်စီးပွားရအများအများအများတန်းပြောင်းလဲနေတခုဖြစ်လဲဆိုဒေါ်လာတန်းနဲ့ချီပြီးပစ္စည်းထုတ်တဲ့လူဆိုရင်ဘာဖြစ်မလဲဒေါ်လာတန်းနဲ့ချီဆုံးရှုံးနိုင်တယ်စိတ်ရုံရထောင်းရတဲ့လူတွေပိုင်းအများကြီးဟားရတယ်စီးပွားရနိုင်ငံရေးတက်ဆိုင်တယ်เนาะအဲ့လိုမျိုးဒါမဖြစ်ချင်ဘူးဆိုအကောင်းဆုံးစီးပွားရပါလဲဆိုတော့အိမ်မာနေအလုံးလုံးရတတင်းလေးကိုတနိုင်နှစ်နိုင်သုံးနိုင်ပဲเนาะတပတ်၅ရက်ပဲအာတလဆိုရက်20ပဲ ကဘာအနှက်ကြိုက်တဲ့နေရာမှာလုံးရတယ်အာဒီလိုမျိုးတလောက်တသိန်းနဲ့ရှာအောင်ရမှဆိုရင်ကုမ္ပဏီကြီးကြီးထောင်ရတဲ့ stress အရင်များတယ်ကုမ္ပဏီထောင်ဆိုအခုဆိုရင် stress လုံးဝမရှိဘူးတိုးတဲ့အများကြီးအစာပေါင်းမျိုးဆိုတာတယ်နော်ဒီလိုမျိုးနည်းနည်းပဲရင်းပြီးတော့အရင်နည်းနေတယ်နော်အချိန်နဲ့အရင်နေတယ်စက်ရုံတွေဆိုအချိန်အများကြီး24နာရီတော့လုံးဝထုတ်ရတာစက်ရုံမှာလုံးရတယ်လူများတည်တယ်အချိန်နဲ့တယ်အရင်နည်းနေတယ် ဒါပေမဲ့ဘာလိုအပ်တယ်ပညာလိုအပ်တယ်ပညာအရင်းနှီးတက်မှာဆိုရင်ဒီလိုမျိုးဆရာလိုမျိုးရချင်တယ်ဆိုရင် stock investing call option put options advance option day trade movement stock ကိုတစ်နှစ်အတွင်းမှာပြီးအောင်တက်ပါတင်တဲ့ချက်ဆို link တွေကို YouTube video description ကိုမှာရှိပါတယ်ဒီနေ့စရင်တွင်းွားရင်ဒီနေ့ပဲတင်တဲ့တက်ပြီးတော့စောစောအောင်မြောင်လုံးလို့ရပါတယ် ရှင်တက်လိုက်တာအပူကြီးအချိုးအရင်ရှိတယ်။ကြာမျိုးပူကောင်းပါလား။ဘယ်ဟာပူကောင်းလဲဆိုတော့ဆရာကနင် app from နင် app နဲ့ငါးလမ်းနီးလမ်းငါးလမ်းရှိတယ်။အဲ့ဒီဟာတွေကသူအကြိုက်ဆုံးဒီကောင်တွေကအရင်ချိရောက်တယ်။ကြင်အဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တွေပါလဲ app ထားတွေကိုတိကျပိုင်တိုင်းလို့ရှိရင်အရှုံးလုံးဝမရှိဘူး။ ဆရာဆရာကြီးချင်းတော့ဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲမိလိုက်လုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချလိုက်လို့လည်းလုံးဝအချုံမရှိ Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CIS အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရန်ပဲမြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်ရန်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့ သေးစိတ်တော့လည်လာခွင့်မရှိဘူးဆရာရိစင်မစတင်နန်းတက်တော့အသေးစိတ်လည်လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့သင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်တော့မလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာလွင်ချင်းအဖြစ်အရင်နေ့နေ့လေးနဲ့အမြတ်များများရေးရနိုင်နေကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကြီးစုပါပဲဆရာ ဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်ပါတယ်ရနေအလားအတွင်းမှာခုနှစ်ထောင်နဲ့900ရမြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ရတာဒီအခုတော့အဲ့လိုမြတ်လေးဆရာရေးတဲ့ကျေးဇူးပဲဒီညိုညိုလိုက်လေးနိုင်ရပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာ ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှေ့ရဲ့တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော်အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတည်တည်ချာချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းကြီးမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်ပို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ကျကျပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်တန်းသက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီး။ဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ကျွန်တော်လည်းဆော့နေရကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအမြအားဆုံးရခဲ့တာပေါ့တည့်ရက်ထဲမှာပဲ3920กว่า20ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အားကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအားကြီးတင်တယ်ဆရာ